ဟယ်လိုဒီဖလုံလေးတွေကိုမြင်ရင်ဘယ်ဖိုင်လဲဆိုတော့တန်းသိကြတဲ့လူတွေရှိရဲ့ဟုတ်ပါတယ်ဒီဖိုင်လေးကဟင်းတရနှစ်ရခက်ကလေးကကျောင်းသူကျောင်းသားတွေရဲ့လက်ဖွဲ့ဖြစ်ခဲ့တဲ့ဖိုင်လေးပေါ့နော်ဖိုင်နံပါတ်လေးကမန္တလာအပွားထမင်းဖိုင်ဖူနာမုနိဘုရားကိုသွားတဲ့လမ်းဖုံရဲ့မြောက်ဖောင်းထိုးလေးမှာရှိရတယ်ကွာညူလမ်းလို့ခေါ်တဲ့အကြားထဲမှာရှိရဲ့ အရင်ကတော့ဟင်းကို100 200ဘူးရောင်းနေအခုတော့ပွဲသေးပွဲကြီးဖို့ပြီးတော့ရောင်းနေပွဲသေးကထမင်းပါတဲ့နှုံနဲ့ဟင်းပါတဲ့နှုံနဲ့သွားတာပဲရှိရဲ့အံကျန်တာကတော့အသားတစ်မျိုးနဲ့အရင်ဟင်းနှစ်မျိုးရတယ်တပွဲကို2300ပေါ့နော်တတိအခုဒါစားနေတာ3000မို့ကျောင်းသူကျောင်းသားတွေရဲ့လက်ဆွဲဖြစ်ခဲ့တဲ့ဒီဖိုင်လေးရဲ့ကနဦးပိုင်ရှင်အဖွားကတော့အသက်6ဖယ်မှာပဲဒီဖိုင်လေးကိုထားခဲ့ရတယ်အသက်6ဖယ်အထိရှိရပေါ့နော် အခုတော့အဖွားရဲ့နောက်မျိုးဆက်တည်းရှိရဲ့ဒါပေမဲ့လည်းလက်ရာကတော့ဟိုအဖွားလောက်ကောင်းမကောင်းမသိပေမဲ့အခုအချိန်ကလည်းဖားလို့တော့ကောင်းတယ်အရန်ကြီးဖီရင်နဲ့အီးနေရမျိုးမဟုတ်ဘူးအရန်ကြီးရေဘောလောလောနဲ့ဖြစ်နေရလည်းမဟုတ်ပဲနဲ့ဈေးတက်တာပေမဲ့တော်တော်အရသာရှိရလို့ပြောရမယ်သူ့နှုံးလေးနဲ့သူ့အာနဲ့သူပေါ့နော် ထမင်းဖားနေပြီးရောဟင်ဖားကြီးရဲ့ဒီတီအတွက်ကတော့ဒီထမင်း၃နောင်မိုးဟာထမင်းနဲ့ဟင်၃နောင်မိုးဟာထမင်းကတော်တော်များပါတယ်။ဟင်ကတော့ဒီတီအတွက်မလောက်တဲ့အတွက်ကြောင့်မလို့ဒီတီအဟင်းအပူတွေထပ်မာထားတယ်။အဟင်းအပူတွေကလည်းဘလို့မှားလဲဆိုတော့ဒီပဲသွေးဆိုရင်တထောင်မိုးဟိုဘက်ကနှမ်းပတ်ချင်လေးက900ပို့အပကန်နဲ့ကအကုန်လုံးက1500ပဲကြားတယ်။ပြီးတော့တသက်ဟင်းတစ်ခုဘာထပ်မာထားလဲဆိုတော့ကြက်ဥပေါ့နော်။ တက်ဥကလည်းတထောင်မိုးနှစ်ထောင်မိုးရတယ်ဒါကတိတိမာထားတာနှစ်ထောင်မိုးပေါ့နော်တတိတို့သုံးယောက်စားကြတယ်ပြောရမယ်ဆိုရင်လေဒီဖေးတတတတတနဲ့ဟင်းနေကအနက်နေရညှီပြီးတော့လေပီးဖလေဖြစ်ကလဖန်ချက်ထားမျိုးမဟုတ်ဘူးငွေဖာလေး2000 3000နဲ့တော်တော်လေးကိုဖေးစနာပါပြီးရောအဲလက်လုံးလက်ဖာတွေចောင်းသူចောင်းသားတွေအတွက်ကတော့တော်တော်ကိုအဲတံမိုးကြီးတဲ့အဲတံမိုးရှိရဖိုင်လေးလိုတော့မှတိတိယမြင်မိတယ် ဒီထမင်းနဲ့ဟင်းပုံစား3000မှာအကွန်တက်ပြီးရောပေါ့နော်ဟင်းရေးပေးသေးလားဗာပေးလားညာပေးလားဆိုရင်တော့ဘာမှမပေးပါဘူးဒီ3000နဲ့ဒီရကတော်တော်လေးတန်တယ်လို့ပြောရမယ်အဲအရင်ပေးတာဗာပေးလဲဆိုရင်ငရုတ်သီးနဲ့ဖားနဲ့ပေးပါတယ်ဒီငရုတ်သီးနဲ့ဖားနဲ့ကဒီဖိုင်မှာတော်တော်လေးကိုဖားလို့ကောင်းတယ်ငြုတ်သီးနဲ့ဖားတောင်းကြီးကိုဘာလို့ဖားလို့ကောင်းတာလဲဆိုတော့ဒီခုံနှန်းရှေဖိုင်မှာထိုင်ဖားရပြီးတော့မန္တလာအဖွားဖိုင်ဖြစ်နေလို့ကိုဖားလို့ကောင်းတာ ဖိုင်တသန်းဘလောက်ရှိပြီလဲလို့မသိပေမဲ့ဖိုင်ကနာယီကတော့နှစ်ပေါင်း၂ဖက်ကိုနေရှိပါပြီ။